ကိုဘာမှမရှိတာတောင်မှအခုလိုစွမ်းဆောင်ပြထားတဲ့ချက်စီကိုကျွန်တော်တို့ချီးကျူးတင်နေချက်စီတဲ့ဟာလက်ရှိချိန်မှာပရီးမီးယားလိဆင်3နေရာကိုရောက်ရှိနေပြီးတော့အာဆင်နယ်နဲ့6မှတ်အကွာမန်ချက်စတာစီးတီးနဲ့4မှတ်အကွာချီနေမှာရှိနေပါပြီအသေးအတန်ပြဿနာတွေကြုံနေရတာတောင်မှဒီစင်းဒီရောက်နေရတာကတော့ပရိသတ်တွေကြားမှာမေကွန်ထုတ်เสียဖြစ်နေပါပြီပရိသတ်များစုရဲ့စိတ်ထဲမှာချက်စီဟာဒီအသည်မှာခြေစွမ်းမတည်ငြိမ်နဲ့မကောင်းလာဘူးလို့ထင်မှတ်နေခဲ့ကြပါပြီလက်တွေမှာတော့သူတို့ကကောင်းမွန်တဲ့ခြေစွမ်းကိုပြသနေပါပြီ စစ်စုပေါင်းပြိုင်ပွဲအလုံးရဲ့နောက်ဆုံး၉ပွဲမှာ၇ပွဲဒီနိုင်ရရှိထားပြီးတော့ဆက်လက်လက်နဲ့ပွဲစဉ်တစ်ပွဲပဲရှုံးနေကြပါလိမ့်။ကျန်တဲ့ပွဲဒီမှာလော်ဝါနီဘာအပြင်းအစားကင်းမဲ့နေကြပါလိမ့်။ရည်ကြီးဆုံးချက်ကတော့ချယ်စီကဒီယာတီပရီးမီးယားလီဂ်မှာအကောင်းဆုံးဂိုးသွင်းခွင့်များစွာဖန်တီးနိုင်ခဲ့ပြီးတော့ expected goals xG အများဆုံးရရှိထားခဲ့တဲ့အတင်းလည်းဖြစ်ပါလိမ့်။ဒါ့အပြင်ချယ်စီဟာပရီးမီးယားလီဂ်မှာဒုတိယမြောက်သင်းကိုအများဆုံးသင်းယူထားတဲ့အတင်းလည်းဖြစ်ပါလိမ့်။လော်စန်ဆောင်ကြီးကောင်းနေပြတာထားချိန်မှာအတင်းရဲ့အကောင်းဆုံးကစားမဖြစ်တဲ့ဂိုးပါမာကတော့တရားပဒနာကြောင့်ပေါင်းနိုင်ခြင်းမရှိပါဘူး။ ဘာမဟာချယ်ဆီသင်းရဲ့အကောင်းဆုံးဖန်တီးရှင်တဲ့ဂိုးသင်းသူပဲဖြစ်ပါလိမ့်ဒီချင်းတွေကိုကြည့်ပြီးတော့နီဗျအန်ဆိုမာရက်စကာကိုချီးကျူးသင့်ပါလိမ့်မာရက်စကာကအသင်းရဲ့အကောင်းဆုံးတိုက်စစ်ကစားမှမပါဘဲနဲ့တောင်ရလက်တွေစင်စမ်းမပြတ်ထုတ်ပေးနိုင်အောင်လို့နောက်ပြီးဂိုးသင်းခွင့်တွေဖန်တီးပေးနိုင်အောင်စွမ်းဆောင်ပေးနေတာဖြစ်ပါလိမ့်လက်တွေ့မှာချယ်ဆီဟာတိုက်စစ်မှုအဆင့်မှမပါဘဲနဲ့ကစားနေရတာပါဂျောက်ဘယ်တို့ကချယ်ဆီအတွက်သွင်းကိုဖန်တီးမှုအများဆုံးကစားမှဖြစ်ပေမဲ့သူ့ရဲ့ကစားပုံကတိုက်စစ်မှုစစ်စစ်ထက်နံပါတ်1ကစားမှပုံစံမျိုးနဲ့ပိုတူနေပါလိမ့် နိုင်ငံတကာဘွဲ့ပြီးကိုးပါးမှာအတင်းကိုပြန်ရောက်လာတော့မယ်ဆိုရင်ချယ်ဆီကပိုဆွဲဖို့ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့ပြောလို့မရနိုင်သေးပေမဲ့သူတို့သာလက်ရှိရလက်ကောင်းတွေကိုစဉ်ဆက်မပြတ်ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်ကောင်းမွန်တဲ့အနေအထားတစ်ခုမှာရှိနေပါတယ်။ပါမကချယ်ဆီရဲ့တိုက်စစ်ကိုဦးဆောင်နေခဲ့တဲ့သူပါ။သူရဲ့ပထမဆုံးရာသီမာရင်အတွင်းကို22ဂိုးနဲ့ဖန်တီမှုစက်ကြေပြုလုပ်ခဲ့ပြီးတော့စုစုပေါင်း33ဂိုးမှာဓာတ်ရိုက်ပါဝင်ပတ်သက်ခဲ့ပါတယ်။ဒါပြင်ချယ်ဆီအတွင်းသွေးယူခဲ့တဲ့လီကိုအားလုံးရဲ့45ခန်းလုံးနီးပါးကပါမကြောင့်ဖြစ်ခဲ့တာပါ။ ဒီကိန်းကနန်းကသူ့ရဲ့ခြေစီးအတွက်ဘယ်လောက်ရေးပါလဲဆိုတာပြတ်တာနေတာပါသူ့ရဲ့ကစားပုံကအသင်းကိုပိုပြီးစီကန်းရှိစေပြီးတော့ဘောလုံးကိုဘယ်လိုရှေ့တိုးရမယ်ဘယ်လိုနေရာယူရမယ်ဆိုတာကိုပါညွှန်ပြပေးနိုင်ပါသေးတယ်အဲဒါကြောင့်မလို့ဘာမာကိုနီးပြဟောင်းနေရောအခုလက်ရှိနီးပြအန်ဆိုမာရက်စကာတို့ကပါသူရဲ့ကွင်းထဲကခေါင်းဆောင်မှုနဲ့စွမ်းရည်ကိုအမြဲတမ်းချီးကျူးပြောဆိုခဲ့ကြပါရီ။ဆိုတော့လူကစားမမျိုးတစ်ယောက်လုံးပါဝင်မကစားပေးနိုင်တာတောင်မှပရီးမီယာလိဂ်ဇာတ်ထိပ်ပိုင်းမှာချဲစီးတို့နေရာယူထားနိုင်တာကတော့မချီးကျူးပဲနေလို့မရတော့ပါဘူးခင်ဗျာ။